Hello everyone, welcome back to Masu Training. ဒီနေ့ Masu တို့လေ့လာရမယ့်စကားလုံးလေးရာ Masu တို့ယနေ့ခင်မှာဆိုလို့ရှိရင်ပေါ့နော်ဒီခန္ဓာကိုယ်အစိတ်ပိုင်းနေကြီးထွားအောင်လုပ်တာပေါ့နော်ဥပမာနှာခေါင်း filter ထိုးတာတို့ရင်ဘတ်ဒီ breast ကိုဟိုစီလီကွန်ထည့်တာတို့တင်ပါးကိုစီလီကွန်ထည့်တာလို့ဘာညာကြည့်ကပါပေါ့နော်အဲ့လိုမျိုးကြီးအောင်လုပ်တာကိုဘယ်လိုခေါ်လဲပေါ့နော်အတ္တကို augmentation လို့ခေါ်တယ် augmentation augmentation က noun ဖြစ်တယ်သူက verb အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ augment ပေါ့နော်အဲ့ဒါပဲအစိပ်ပိုင်းမဆို augmentation လုပ်တယ်ကြီးထွားအောင်လုပ်တယ်ပေါ့နော်ဟိုဟာတဘာဝတိုင်းမဟုတ်ခွဲနဲ့ဒီဆေးဘယ်လိုပြောမလဲအမ် yeah ဆေးပညာနဲ့ကြီးထွားအောင်လုပ်တာပေါ့နော် augment က verb ဖြစ်တယ်အဲ့ဒီတော့ development or increasement ကြီးထွားအောင်လုံမှုအထူးသဖြင့်ခန္ဓာကိုယ်စိတ်ပိုင်းနော်ဥမာဆိုလို့ရှိရင် look at this picture Kylie Jenner had lips augmentation Kylie Jenner အာနှာခမ်းကို augmentation လုပ်ထားတယ်ပေါ့နော် lips augmentation လုပ်ထားတယ်ပေါ့နော် A lot of female celebrities are having breast augmentation. အမျိုးသမီး celebrities တော်တော်များများကရင်သားကိုကြီးထွားအောင်လုပ်ကြတယ်ပေါ့နော်။ ဲ့ဒီတော့ကျမတို့ augmentation ဆိုတဲ့စကားလုံးလေးကိုဒီနေ့လေ့လာခဲ့ပြီးသွားပြီးအဲ့ဒီတော့ကြောင့်မလို့ augment သို့မဟုတ် augmentation ဆိုတဲ့စကားလုံးလေးကိုအသုံးပြုပြီးတော့ comment မှာစာကြောင်းတစ်ကြောင်းလောက်ရေးပေးသွားခဲ့ကြပါ or um ဒီလိုမျိုး augmentation လောက်ထားတဲ့လူတယောက်ယောက်ပေါ့နော် main clip ဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ဘယ်သူရှိလဲပေါ့နော်စဉ်းစားပြီးတော့ you can use it in a sentence okay so thank you very much for watching and see you next time